အားလုံးပဲမင်္ဂလာပါရှင် Manu Escape Channel ကနေကြိုဆိုပါရရှင်ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့စာရေးဆရာသားထွေးရေးသားထားတဲ့ Positive Vibes အကောင်းမြင်စိတ်ထားဆိုတဲ့စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်နံပါတ်5ဝင်ဆန့်တလောက်တိုးဝင်ပါကိုအတွက် comfortable ဖြစ်တဲ့နေရာမျိုးမှာနေတာကကျွန်တော်တို့အတွက်ပိုပြီးကောင်းတယ်ပိုပျော်ရွှင်ရပါတယ် ကိုကငွေချင်းမပြည့်စုံတဲ့အခါချမ်းသာကြွယ်ဝတဲ့အပေါင်းအသင်းတွေနဲ့အသိမရောတာဟာအကောင်းဆုံးပါပဲသူတို့ရဲ့တုံဖြုံနိုင်တာတွေကိုကြည့်ပြီး ကိုကိုကိုအားငယ်ရလိမ့်မယ်တချို့လူတွေကြတော့လေပတ်စံရှိမှပေါင်းနေခင်နေစိတ်နှကက်အယောင်နဲ့ပားပြောင်ချင်တာပေါ့ဘလိုပဲဖြစ်ဖြစ်ပတ်စံရှိတာကသူတို့ပါကိုမဟုတ်ပါဘူးကိုနဲ့ဒန်းတူအပေါင်းအသင်းမျိုးပဲထားပါ ူတို့နဲ့ဆိုရင်ဆိုင်အကောင်စားကြီးတွေမှာမထိုင်နိုင်လဲဘာမှမဖြစ်ဘူးလမ်းမေးဆိုင်ကလေးမှာတငယ်ချင်းတွေရီရီမောမောပြောဆိုစားတောက်ရတာဟာတိတ်ကို ပြောစရာကောင်းတဲ့အရာသာပါပဲကိုကိုအထင်သိမဲ့သူမပါဘူးကဲ့ရဲ့မဲ့သူမရှိဘူးကိုအတွက်နှွေးထွေးရတယ်လို့စစ်မှန်ရိုးသားတဲ့ခင်မဲမှုအငွေအသက်လေးတွေလည်းခံစားရမှာပါ ဒီလိုမျိုးမရှိလဲအတူ ရှိလဲအတူစစ်မှန်တဲ့ငွေချင်းလေးတွေရှိရင်တန်မိုးထားလိုက်ပါကိုကပညာဆုံးခန်းမတိုင်တဲ့အခါဒါကိုထိတလူလူရှိတလူလူပြောတတ်တဲ့လူတွေအနာကရှောင်ပါဘဝပေးအချိန်นี่အမျိုးမျိုးကြောင့်ပညာဆုံးခန်းတိုင်အောင်မတင်ခဲ့ရဘူးဒါဟာအားငယ်စရာမဟုတ်ပါဘူးကို့အားနည်းချက်ကိုနိုင်ွက်လို့သဘောထားတဲ့လူတွေစီကနေဝဝင်းနေပါ ကိုရဲ့ စိတ်အားငယ်မှုတွေကအဲ့ဒီလူတွေစီကယူဆိုင်လာတတ်ပါလေနောက်တစ်ခုကချစ်သူကြီးစားထားတဲ့အခါပေါ့ကိုနဲ့အနေထားချင်းမတူတဲ့လူတယောက်ကို ချစ်မိတဲ့အခါစိတ်မလုံခြုံမှုတွေခံစားရပါတယ်သူ့လောက်ပတ်စံမရှာနိုင်လို့သူ့လောက်မလှလို့သူ့လောက်မတော်လို့စတဲ့အချက်တွေက အနိုင်ယူစရာတွေဖြစ်လာတတ်ပါတယ်သူ့ဘက်ကကို့အားနည်းချက်အလုံးစုံကို အမှန်တကယ်လက်ခံပေးနိုင်သူဆိုကောင်းတာပေါ့တချို့လူတွေကြတော့လည်းအားနည်းချက်တွေအတိတ်တွေကိုအမြဲဆွဲထုတ်ပြီးအမြဲအနိုင်ယူတယ်စိတ်ပင်ပန်းစေပါတယ်အမြဲတူတော်ကြောင်းတတ်ကြောင်းပြောပြီးအနိုင်ယူမဲ့သူထက်နှစ်ယောက်အတူတိုးတက်ဖို့စိတ်အားချက်တန်သူကိုသာလက်တွဲပါဘလို့လူကိုချစ်သူတော်ပထားပါတယ်ဆိုတာထက် ကိုချစ်သူက ကိုနဲ့ခံစားချက်ချင်းထပ်တူကြတယ် နားလည်မှုရှိတယ်ဆိုတာမျိုးကမှပိုပြောစရာကောင်းတာပါ။ဒါကြောင့်ကိုယ်အတွက်တတ်တန်းတတ်တာရှိတဲ့နေရာမျိုးမှာပဲနေပါ။ကိုယ်ရဲ့မပြည့်စုံမှုတွေကို နားလည်ပေးနိုင်သူတွေရင်ပချင်းနီးရဲ့လူတွေကိုသာအနားမှာထားပါ။ကိုနဲ့အဝင်ခွင့်ကြမရှိတဲ့နေရာမျိုးမှာနေရတာဟာတိမ်ငယ်စရာကောင်းလို့မှာတယ်သူတို့ရဲ့စတန်ဒတ်အတိုင်းကို့မှာအမြဲဟန့်ဆောင်ရတယ် ကြာလာတော့ကို့ပုံစံအတိုင်းမရှိတော့ဘူးကို့စိတ်ရင်အတိုင်းမနေရတော့ဘူးဒါကြောင့်ပျော်စရာတွေပျောက်ဆုံးပြီးစိတ်ဓာတ်တွေကျရတဲ့အထိဖြစ်တတ်ပါတယ်ဒါကြောင့်ကိုနဲ့ comfortable ဖြစ်တဲ့အရက်ကိုသာရွေးချယ်နေထိုင်ပါကိုမတတ်နိုင်တဲ့အရာတွေကိုလက်တွေ့ဘဝထဲဆွဲမခေါ်ချင်ပါနဲ့ပြန်မှန်းရပါတယ်ဘဝဟာရိုးရှင်းလေပိုအေးချမ်းလေပါပဲ နံပါတ်16 overthinking လူတွေဟာအခြားသူတွေနဲ့သင့်မြန်အောင်နှီးနိုင်လိမ့်မယ်။ဒါပေမဲ့ကိုယ်အတွင်းနဲ့တော့အဆင်မပြေနိုင်ကြဘူး။ကိုယ်မတတ်နိုင်တဲ့အရာတွေကိုတွေးပူကြတယ်။အရှိကိုကြိုတွေးပြီးစိုးရိမ်ကြတယ်။အတွေးလွန်ခြင်းဟာအတော်လေးဆိုးရွားတဲ့အရာဆိုတာကိုတော့လူတိုင်းသိကြမှာပဲ။အတွေးလွန်ခြင်းဟာပျော်စရာတွေကိုဖျက်ဆီးစေတတ်တယ်။စိတ်ဖိစီးမှုတွေဖြစ်စေတယ်။ လူတွေဟာတစ်နေ့ကိုအတွေ့ပေါင်းတစ်တောင်းကနေ6တောင်းထိတွေးနိုင်ကြပါတဲ့။ဒါကြောင့်ကိုယ့်အတွေ့ကို positive thinking တွေဖြစ်ရန်အတွက် control လုပ်နိုင်ဖို့သိအရေးကြီးပါတယ်။ဒါမှမဟုတ်ရင်တစ်နေ့လုံးဘယ်အရာကိုမှအကောင်းဆုံးဖြစ်အောင်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။အခုနောက်ပိုင်း overthinking ဆိုတဲ့စကားကိုအတော်များများသုံးလာတာကို တွေ့ရပါတယ်။ တွေးလွန်ခြင်းဟာနေရာမရွေ အချိန်မရွေအလွယ်တကူဖြစ်နိုင်ပြီးဒီအရာပေါ်မှာအချိန်အကြာကြီးလှောင်ပိတ်နေတတ်ပါတယ်။အလုပ်တစ်ခုကိုလုပ်နေရင်က အခြားအရာကို တွေးမိလိုက်တာနဲ့ဒီအလုပ်ပေါ်အာရုံမဆိုင်နိုင်တော့ပဲအတွေးတွေမျောသွားတတ်ပါတယ်။အတွေးလွန်ခြင်းဟာစဝိုင်းပုံစံနဲ့ဆင်တူပြီးထွက်ပေါက်ရှာမရတာမျိုးလမ်းစားပြတ်တာမျိုးဖြစ်စေတတ်ပါတယ်။အတွေးလွန်ခြင်း၃မျိုးရှိပါတယ်။ အပြုသဘောဆောင်တဲ့အတွေ့စိတ်ကူးရင် အတွေ့နဲ့အတွေ့ဆိုစသဖြင့်ရှိပါတယ်။ဥပမာကိုဟာအလုပ်တစ်ခုကိုလုပ်ဖို့တွေးထားတဲ့အခါဘလို့လုပ်ရမလဲဘယ်ပုံစံဆိုရင် လူပိုကြိုက်မလဲဆိုတာကိုကြိုတွေးပြီးပြင်ဆင်တာကောင်းပါတယ်။ကိုတိုးတက်ဖို့ပိုကောင်းဖို့စတဲ့အတွေ့မျိုးတွေကတော့များများတွေးရပါမယ်။ဒါကတော့ကောင်းကျိုးရှိတဲ့အပြုသဘောဆောင်တဲ့အတွေ့ပဲဖြစ်ပါတယ်။ စိတ်ကူးရင်အတွေးဆိုတာကတော့နေ့တိုင်းတွေးတက်ကြလိမ့်မယ်။သူနဲ့သာဆိုရင်ငါဘာကြီးဖြစ်သွားရင်ငါမှာပတ်စံတွေအများကြီးရှိလာရင်စတာတွေပေါ့။ဒီစိတ်ကူးရင်အတွေးမျိုးကအနည်းငယ်မများပေမဲ့အလုပ်တစ်ခုကိုအာရုံစိုက်နေချိန်မှာတော့မတွေးသင့်ပါဘူး။ဒါပေမဲ့ဒါကိုလုံးဝမတွေးတာမျိုးဖြစ်ပလာတဲ့စိတ်ကူးတွေဆိုပြီးအထင်သေးတာမျိုးတော့မဖြစ်သင့်ပါဘူး။ဘာကြောင့်လဲဆိုရင်ကြီးမားတဲ့လှုပ်ဆောင်ချက်တွေဟာ စိတ်ကူးရင်ချင်းတွေကနေစတင်လာကြတာမို့ပါပဲအားတဲ့အချိန်စိတ်ကူးကောင်းကိုများများတွေးပါကျွန်တော်တို့အားလုံးဟာ ကိုစီစိတ်ကူးတွေနဲ့ယူသွတ်နေကြတဲ့ drama တွေပါပဲတွေးပြီးရင် လက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့ကြိုးစားပါနောက်တစ်ခုကအတွေးဆိုးတွေပေါ့လူတွေပြောပြနေကြတဲ့ overthinking ဆိုတာကဒီအတွေးဆိုးကိုအဓိကပြောချင်ကြတာပဲဖြစ်ပါတယ် အတွေးအဆိုးတွေကို overthinking ဖြစ်တယ်ဆိုတာကိုမတတ်နိုင်မဲ့အရာကိုတွေးရမျိုးပေါ့ဥပမာကိုလုံပြီးရဲ့အရာတစ်ခုကိုပြန်တွေးပြီးနောက်နှာရနေရတွေဖြစ်မလာသေးတဲ့အရာကိုပူပန်နေရတွေပေါ့ကိုလုံပြီးရဲ့အရာကိုမလုံခဲ့ရင်ကောင်းသားမပြောလိုက်မိရင်ကောင်းသားစသဖြင့်နောက်နှာရပြီးပြန်တွေးတာတွေငါဒါလုံလိုက်ရင်အစဉ်ပြေပါမလားလူတွေဘာပြောကြမလဲငါလုံနိုင်ပါမလားစသဖြင့် မလုံးကြည့်ရသေးပဲတွေးပြီးကြောက်နေရတွေဒါတွေကိုအတွေးဆိုးလို့ခေါ်ပါတယ်ဒီအတွေးဆိုးတွေကိုဘာကြောင့်မတွေးသင့်တလဲအတွေးလွန်ခြင်းဟာအတော်ဆိုးတဲ့အရာပဲစံမာရေးစီးပွားရေးလူမှုရေးအဖက်ဖက်ကတိကျစေရယ်ကို့အတွင်းစိတ်မှာတွေးနေတဲ့အရာတွေကမကောင်းတဲ့အခါကို ပြောမဲ့စကားကို လုံးမဲ့အလို့ကိုရဲ့မန်နာတစ်ခုမှအကောင်းဘက်ရောက်လာမှာမဟုတ်တော့ပါဘူး အခုလိုမျိုးအတွေးအကြုံတွေကဘာကြောင့်ဖြစ်လာသလဲဆိုရင်လူတွေဟာပြီးပြည့်စုံတဲ့အရာတွေကောင်းမွန်တဲ့အခြေအနေတွေကိုရဖို့စ조사နေကြလို့ပါပဲကိုလုံးမဲ့အရာနဲ့ကိုစိတ်ကူတဲ့ကအနေအထားကောင်းတွေကိုတိမ်ဆောင်းသွားအောင်ထိ ंछ ုံနေကြလို့ပါပဲဒါကြောင့်တိကျလွန်းတဲ့သူတွေ perfect ဖြစ်နေတဲ့သူတွေဟာအတွေးလွန်ခြင်းကိုပိုဖြစ်စေပါတယ် အတွေးလွန်ခြင်းတွေကို control လုပ်နိုင်မှုအတွက်နီးစနစ်အနည်းငယ်ကိုမျှဝေချင်ပါတယ်။နံပါတ်1ခြာရေးပါ စိတ်ပိုင်းဆိုင်ရာကုသခြင်းလုပ်တဲ့အခါခြာရေးခြင်းစနစ်ကိုအတော်များများအကြံပြုကြတာတွေ့ရပါတယ်။ကိုရောက်နေတဲ့နေရာ ကိုအတွေးလွန်တဲ့အဖြစ်အပျက်အကြောင်းဒီအတွေးကိုပြုပြင်နိုင်မယ့်အရာတွေကိုခြာရေးကြည့်ပါ။ဥပမာဒါကငါလွှမ်းမိုးနိုင်မယ့်အရာလား ဒါကိုငါကပြုပြင်လို့ရလားတကယ်လို့မရခဲ့ရင်ရောစသဖြင့်ချရေးကြည့်ပါ တွေးလိုက်တဲ့အချက်တစ်ခုချင်းစီအတိုင်းအတွက်ဖြည့်ရှင်းနီလန်းစတွေရလာပါလိမ့်မယ်အတွေးထဲမှာပဲထားပြီးပြဿနာတွေကိုစဉ်းစားတာထက်ဆိုင်ရင်ချရေးပြီးအဖြေထုတ်ကြည့်တာပိုထီရောက်ပါတယ်အလုပ်တစ်ခုကိုလှုပ်တဲ့မတဲ့ဆုံးဖြတ်ရခက်ချိန်တွေမှာလည်း လုံလိုက်ရင်ဖြစ်လာမဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကို စာရွက်ပေါ်ချရေးထားပြီး အကန့်ခွဲကြည့်လိုက်ပါပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါမဖြစ်မနေချရေးတတ်တဲ့အကျင့်လေးလုပ်ပါနံပါတ်1လွှမ်းမိုးတက်ရောက်နိုင်စွမ်းကိုစမ်းစစ်ပါ ဖြစ်ပြီးသားအရာတွေပြောမိပြီးသားစကားတွေဟာ ပြန်ပြုတ်ပြင်လို့မရနိုင်ပါဘူးဓာရီကိုတွေးပြီးနောင်နာရတာမျိုးရှောင်ပါ တီအပေါ်ကိုဟာလွှမ်းမိုးတက်ရောက်နိုင်စွာမရှိပါဘူး။ဒါကြောင့်မပြောခင်မလုပ်ခင်စဉ်းစားဖို့အကျင့်လေးလုပ်ပါ။ပြီးခဲ့ရာတွေပြီးပါစီတော့မဖြစ်လာသေးတဲ့အရာကိုတွေးမပူပါနဲ့။ဖြစ်လာမှဖြေရှင်းလိုက်တာကပိုကောင်းပါတယ်။အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ပေမဲ့တခါတလေမှထင်သလိုဖြစ်မလာတာတွေလည်းရှိနေတတ်တာပါပဲ။ဒီအခြေအနေတွေကိုလက်ခံဖို့အသင့်ဖြစ်နေအောင်လားနေတိုင်းမှာ ကိုမထင်းချုံနိုင်တဲ့အရာကိုမစိုးရိမ်ပါနဲ့ပြန်မရပါတယ်။နေရာတကာအလုံးစုံကွက်တီပါဖက်ဖြစ်ခြင်းစိတ်ကို ရှော့သိမ်းတဲ့လောက်ရှော့ရပါမယ်။နောက်တစ်ခုကချက်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့လည်းအတွေးလွန်တတ်ကြပါတယ်။အထူးသဖြင့်လူငယ်တွေပေါ့အရင်လိုမနှွေးထွေးတော့ရင်အချိုးတွေပြောင်းလာရင် သူကဘာလို့လဲငါကဘာအဖြစ်လုံးမီလို့လဲစတာတွေကိုအတွေးလွန်ကြပါတယ်။ တကယ်တော့ဒါဟာတစ်ဖက်လူရဲ့စိတ်ဆန္ဒပါ ကိုမလွှမ်းမိုးနိုင်ပါဘူး relationship တကူဟာနှစ်ဖက်တီးမှန်ပြီးမဲ့လက်ခုပ်ပါပဲနံပါတ်3အတွေးလွန်နေရာထက်လမ်းကြောင်းပြောင်းပြီးဖြေရှင်းကြည့်ပါကိုမတတ်နိုင်မဲ့အရာကိုအရန်တွေးပြီးပင်မနေရာထက်ပြဿနာကိုလမ်းကြောင်းပြောင်းပြီးပြင်ဆင်ကြည့်တယ်ပါတယ်ဥပမာကားလမ်းပိတ်ဆို့မှုကြောင့်ယုံချိန်နောက်ကျနေတယ် ဖြစ်ချင်တော့မီတင်တက်ရမယ်ရက်ဖြစ်နေရင်ဒီအချိန်မှာအချိန်မီရုံးမရောက်မှာကို စိတ်ပူမယ်အထက်လူကြီးစုမှာစိုးရိမ်မယ်အချိန်မလေးစားသူလို့ထင်ကြမှာကြောက်မယ်ဒါပေမဲ့ကားလမ်းပိတ်နေတာက ကိုလွှမ်းမိုးနိုင်ခြင်းမရှိဘူးအဲ့ဒီခါမှာရုံးကို ဖုန်းကြိုဆက်ပြီးလမ်းပိတ်နေတဲ့ဖြင့်အနှဲငယ်နောက်ကျနိုင်ကြောင်းပြောပါဘာမှမပြောဘဲနောက်ကျမှရောက်သွားတာထက်စားရင် အခုလိုကြိုတင်ပြီး request လုပ်ထားတာက ပိုကောင်းပါလိမ့်မယ်ဒီအဖြစ်ပြက်ကနေသင်ခန်းစာယူပြီးနောက်မဖြစ်ဖို့တတိထားလိုက်ပါမီတင်ရှိရနေအိမ်ကနေခက်စောစောထွက်တာမျိုးပေါ့ဒီလိုပါပဲဖြစ်ပြီးသားအရာတွေကိုနောင်နာရနေမှာထက် တောင်းပန်လို့ရသေးရင်ပြန်တောင်းပန်လိုက်မကောင်းခဲ့တဲ့အတိတ်အတွက်အနာဂတ်မှာ ပိုကြိုးစားပြီးကောင်းအောင်နေလိုက်ပါနံပါတ်၄တရားထိုင်ပါ overthinking အတွက်အထောက်အဆုံ handle လုပ်ခြင်းက meditate လုပ်ခြင်းပါပဲ။တရားထိုင်တဲ့အခါစိတ်အာရုံကိုဝင်လေထွက်လေတစ်ခုတည်းမှာသာ focus ထားရတဲ့အတွက် မကောင်းတဲ့အတွေးအဆိုးတွေကိုတားဆီးပေးနိုင်တယ်။လူဟာငြိမ်သက်နေတဲ့အခါစိတ်တွေဟာပြန့်လွင့်လွယ်ပါတယ်။အဲ့ဒီအခါမျိုးမှာဒီဝင်လေထွက်လေဆိုတဲ့အာရုံစီကို ပြန်လဲရောက်ရှိလာဖို့အတွက်ပြန်လဲဖမ်းဆုပ်ရပါတယ်။ တရားထိုင်တဲ့အခါအစပိုင်းမှာအတွင်းလွန်ခြင်းကဆိုးရွားနိုင်ပေမဲ့စိတ်တွေလွင့်သွားလိုက်တတိနဲ့ပြန်ဆွဲကပ်လိုက်လှုပ်တဲ့အခါအခြေအနေတွေပိုကောင်းလာပါလိမ့်မယ်အတွင်းလွန်ခြင်းကိုပို၍ control လုပ်နိုင်လာပါလိမ့်မယ်အတွင်းလွန်ရခြင်းအကြောင်းမှာတဦးနဲ့တဟုတဦးဟာကိစ္စရရခြင်းမတူညီနိုင်ပေမဲ့ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေဟာအတူတူပါပဲအေးရပြတ်လာမယ် ျော်စရာတွေနဲလာမယ်လူတွေနဲ့ကင်းကွာပြီးတယောက်တည်းနေချင်လာမယ်စိတ်တက်ကြမယ်စသဖြင့်အခြားသောကျမရဲ့ဒီခိုက်ခြင်းတွေဖြစ်စေတတ်ပါတယ်။ဒါကြောင့်အတွင်းလွန်ခြင်းအကျင့်ကိုအတတ်နိုင်ဆုံးကုသနိုင်မှုစူးစမ်းပါ။ကိုတွင်းနိုင်သလောက်သာတွေးပါ။အတွေးဆိုးတွေဟာပျော်စရာတွေကိုတတ်ပစ်နေပါတယ်။အကောင်းမြင်စိတ်လေးကပ်ပြီးကောင်းတာလေးတွေများများတွေးပြီးနေထိုင်ပါ။ အတွေးတိုင်းဟာစိတ်ခံစားမှုကိုဖန်တီးပေးပါတယ်။ပျော်ရွှင်တဲ့အတွေးဟာလူကိုပျော်စေပြီးဝမ်းနည်းစရာအတွေးတွေကတော့လူကို စိတ်တက်ကြစေပါတယ်။အတွေးဟာဆွဲအားရှိတဲ့အတွက်ထပ်ဖန်တလဲလဲတွေးမိနေအောင်ဆွဲဆောင်ပါလိမ့်မယ်။ဒါကြောင့်ပျော်စရာများများတွေးတက်ဖို့လိုပါလိမ့်မယ်။ကောင်းမွန်တဲ့အတွေးတွေဟာကောင်းမွန်တဲ့ဘဝစီတို့သင်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။ ဒီနေ့ကတော့ဒီလောက်ပါပဲရှင်။နားဆင်ကြကြတဲ့သူများအားလုံးကိုလည်းကျေးဇူးများရှိတင်ပါတယ်ရှင်။နောက်ရက်တွေ့ကြရင် ပြန်တွေ့ကြပါမယ်နော်။